မင်္ဂလာပါဒေါက်တာထွန်းမြတ်ဝယ်မှာဇေဝပညာ channel ကနေပြီးတော့ကြိုးစားပါတယ်။အတင်းပြောချင်တဲ့ကောင်းတဲ့ကတော့နော်အသက်30ကျော်အမျိုးသားတွေအတွက်ရည်ရွယ်တာဖြစ်ပါတယ်နော်။ဘာကြောင့်ရည်ရွယ်တာလဲဆိုတော့အသက်30ကျော်လာတဲ့ခါမှာအမျိုးသားတွေနေနဲ့နော်။အဲ့တော့ယောဂါတွေအချို့ယောဂါတွေစလာတဲ့အချိန်လည်းဖြစ်ပါတယ်နော်။ဆိုတော့အဲတချို့လည်းနော်တိကျတဲ့အချို့လည်းမတိကျဘူးနော်။ဆိုတော့ဒီကောင်းဆုံးဘာလို့လဲဆိုတော့ကျွန်တော်အသက်30ကျော်အမျိုးသားတိုင်းတည်ထားတဲ့နဲ့နော်။ အာဘဝကိုပြောင်းလဲစေနိုင်တဲ့ဈေးငါးမျိုးအကြောင်းကိုပြောပြချင်ပါတယ်เนาะဆိုတော့ဈေးတွေကကျွန်တော်တို့ဒီလိုအပ်တဲ့ဈေးတွေတော့အများကြီးရှိပါတယ်เนาะဖြစ်တဲ့ယောဂါပေါ့မူတည်ပါတယ်ဒါပေမဲ့ဒါကတော့အဖြစ်များတဲ့ယောဂါများနဲ့ဒီယောဂါများကုသရနည်းများအသုံးပြုရတဲ့ဈေးငါးမျိုးအကြောင်းကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ဒါလေးတွေတော့တည်ထားခြင်းအဖြစ်เนาะဒီဗီဒီယိုလေးကြည့်ခြင်းအဖြစ်เนาะဒီအသက်30ကျော်မျိုးသားတွေမှာเนาะဘလို့ယောဂါတွေဖြစ်များလဲเนาะဒါလေးကျွန်တော်ဘလို့သိရှိ နိုင်မလဲဘလို့ကြိုတင်ကာကွယ်နိုင်မလဲဖြစ်လာတဲ့ခါကျရင်ဘလို့ကုသရမလဲဆိုတဲ့ကျွန်တော်နည်းလမ်းများကို သိရှိသွားမှာဖြစ်ပါတယ်เนาะဒီဗီဒီယိုထဲမှာဆိုရင်เนาะဒီအဓိကအထူးသဖြင့်ကျွန်တော်ဒီဈေး၅မျိုးအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဘယ်မှာလို့ပြောချင်တာကကျွန်တော်အသက်30ကျော်လာတဲ့အချိန်မှာဘာကြောင့်ဒီလိုစဖြစ်လာတယ်လဲဆိုတော့ယောဂါတွေစဖြစ်လာတယ်လဲဆိုတော့လူတိုင်းကိုဆိုးလို့တာမဟုတ်ပါဘူး။ကျန်းမာရေးလိုက်စားတဲ့သူကျန်းမာရေးလိုက်စားတဲ့သူနော်အနေတိုင်းစားတော့ ကျမ်းမာရေးကျမ်းမာရေးနဲ့ညီညွတ်အောင်နေထိုင်တဲ့သူတွေကတော့ဒါတွေဖြစ်လာနိုင်ခြင်းနေပါတယ်เนาะဆိုတော့ချို့မှာတော့ဖြစ်လာနိုင်တာပါเนาะဆိုတော့ပုံမှန်အဖြစ်ကျွန်တော်အသက်40အသက်30ကျော်လာတဲ့အချိန်မှာเนาะကိုကိုရဲ့ခန္ဓာကိုယ်ဇီဝကံမှာဖြစ်စဉ်နေနေကွေးလာတယ်ပြီးတော့ဒီ hormonal imbalanced ဖြစ်လာတယ် hormone မညီမျှတော့ဘူးပေါ့เนาะဒါတွေဖြစ်လာတယ်အဲ့လိုဖြစ်လာတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့ကျွန်တော် hypertension လို့ခေါ်တဲ့သွေးတူယောဂါ diabetes mellitus လို့ခေါ်တဲ့စီဂျူယောဂါပြီးတော့เนาะ heart disease လို့ခေါ်တဲ့နှလုံးယောဂါတွေပြီးတော့ လီဘီဒိုလို့ခေါ်တဲ့လိန်စိတ်ယောနေတာစတဲ့ဒီယောဂတွေပြဿနာတွေဝေဒနာတွေဝင်လာတဲ့အချိန်ပဲဖြစ်ပါတယ်เนาะဆိုတော့ဇယင်းဇရာတွေရပြောရမယ်ဆိုရင်အမျိုးသားတွေရဲ့90ရာခိုင်နှုန်းကသက်30ကျော်လာတဲ့အချိန်မှာဒီလိုကျန်းမာရေးပြဿနာကိုစပြီးတော့ကြုံတွေ့ခံစားလာရတာဖြစ်ပါတယ်เนาะဆိုတော့ tanning tanning point လို့လည်းပြောလို့ရတာပါเนาะဆိုတဲ့အခါကျကျွန်တော်တို့ကဒီလိုဖြစ်လာတဲ့အခါမှာ ဆရာမနဲ့ပြတ်သားမယ်ယောဂရှာမယ်ပေါ့လေတကယ်လို့ယောဂရှိလာတယ်ဆိုရင်ကျွန်တော်ဒီဆေးတချို့မဖြစ်မနေတောက်ဖို့လိုလာပြီဖြစ်ပါတယ်เนาะဒါတော့လူတိုင်းသိကြပါတယ်ဆိုတော့ခါကြတော့အဲ့ဒီမှာကျွန်တော်တို့ကဒီဗီဒီယိုထဲမှာပြောချင်တာကတော့ဘသူတွေကဘလိုယောဂတွေဖြစ်များသလဲဘလိုဆေးတွေတောက်အောင်မလဲအသုံးများဆုံးတောက်အောင်ဆေး၅မျိုးအကြောင်းဒီထဲမှာပြောပြပေးတော့မှာဖြစ်ပါတယ်เนาะအပြင်မှာလည်းကျွန်တော်ဒီလက်တွေ့သုံးနေကြတဲ့ဆေးတွေဖြစ်ပါတယ်ဆိုတော့ ကဲပထမဆုံးပြောခြင်းနဲ့ဆေးရကျွန်တော် statin လို့ခေါ်ပါတယ် statin ဆိုတာကျွန်တော်ဒီသွေးတွင်းအဆီများကိုချပေးတယ်เนาะမကောင်းတဲ့အဆီများလို့ပြောလို့ရအောင်เนาะကိုလက်စထရောများကိုချပေးတဲ့အဆီများဖြစ်ပါတယ်เนาะဆိုတော့သူတို့မှာကိုလက်စထရောတွေများလာရင်ဘာဆိုးကျိုးရှိသလဲဆိုတော့ကျွန်တော်နှလုံးကိုသွားတဲ့သွေးကြောတွေကျင်းမယ်နှလုံးယောဂါเนาะ myocardial infarct လို့ခေါ်တဲ့နှလုံးကြောသားပုတ်တာเนาะ myocardial ischemia လို့ခေါ်တဲ့နှလုံးသွေးငတ်တဲ့ယောဂါနှလုံးရှူသွေးလျှောက်တာနေတာပေါ့လေဘာကြောင့်လဲဆိုတော့နှလုံးသွားတဲ့သွေးကြောမှာပိတ်သွားတာဟုတ် ိတ်ဆို့သွားတဲ့အတွက်ကျွန်တော်မြောင်းလို့ပေါ့နော်မြောင်းပိတ်သွားရေကောင်းကောင်းမစီးတော့ဘူးပေါ့အဲ့လိုဖြစ်တဲ့အခါကျနှလုံးကိုအများကြီးတော့နောက်ဆက်တွဲနေနဲ့ထိခိုက်စေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒါတွေကိုနှလုံးရောဂါမှာဖြစ်အောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ကျွန်တော်ဒီ statin bilirubin statin C ကိုတောက်ရတာဖြစ်ပါတယ်ကျွန်တော်ကိုကိုကျွန်တော်တို့ဒီသွေးကြောထဲမှာ cholesterol ဘလောက်များများသိကျင်နေဆိုရင်ကျွန်တော်ဒီ lipid profile လို့ခေါ်တဲ့ဒီသွေးရင်း cholesterol စစ်ကြည့်လို့ရပါတယ်เนาะဆိုတော့နေရာလို့သတ်မှတ်ထားတာပေါ့နော်သူကဒီနေရာနဲ့နေရာကြား ပြန်ပြတ်တက်မှတ်တယ်သူအဲ့ထက်အဲ့အတွင်းမှာဝင်နေရမှာပေါ့နော် arrange တွင်းမှာဝင်ရမှာမဝင်ဆိုရင်တော့ကျွန်တော်တို့ကဒီ cholesterol များတယ်ဆိုကျွန်တော်ခုနပြောတယ်နောက်ဆက်တွဲပြဿနာတွေဖြစ်လာနေတဲ့ဖြစ်တဲ့အတွက်ဒါတွေမဖြစ်အောင်ကျွန်တော်တို့ဒီဆေးကိုတောက်ရတာဖြစ်ပါတယ်တောက်ပုံတောင်းနည်းကကျွန်တော်ဒီဆေးပမာဏကတော့10 mg နဲ့စတော့ပါတယ်10 mg နေပုံမှာခန္ဓာကိုယ်အလေးချိန်ပေါ်မူတည်ပြီးတော့60 mg တိကျွန်တော်တို့ပေးပါတယ်ဒီနေ့ကိုဒီချိန်တညတစ်လုံးပေးတာဖြစ်ပါတယ်ညတော့အပြင်ကျွန်တော်3လ6လစသဖြင့်သူ့ရဲ့ cholesterol ပမာဏပေါ်မူတည်ပြီးတော့ပေးလေရှိပါတယ် တော့ဆရာဝန်ညွန်ကြားချက်နဲ့ပဲတောင်းအောင်ဖြစ်ပါတယ်ဘေးအတွက်ဆိုးကျိုးအနေနဲ့ကကျွန်တော်ဒီကြွက်သားလေးနဲ့နာကျင်တာအသေးကိုထိခိုက်တာမျိုးတော့ရှိတတ်ပါတယ်နော်အရင်ကြီးလို့စိုးရင်တည်းကတော့မရှိပါဘူးဟုတ်ပြီနောက်တစ်အစီအစဉ်မျိုးကတော့ကျွန်တော်ဒီ metformin လို့ခေါ်ပါတယ် metformin ဆိုတာကတော့ကျွန်တော် anti diabetic medication ဖြစ်ပါတယ်တော့ဒီစီးကျိုးဖြစ်တဲ့သူတွေတော့သွေးရင်းသကြားဓာတ်ကိုထိမ့်ဖို့အတွက်တောင်းရတာဖြစ်ပါတယ်စီးကျိုးဆိုတာသိတဲ့အတိုင်းပဲသွေးရင်းသကြားဓာတ်က အလွန်အများပြနေတာဖြစ်ပါတယ်။ဘာကြောင့်လဲကျွန်တော်တို့ခန္ဓာကိုယ်ကထုတ်တဲ့ insulin ရှိတယ်။ insulin ကသွေးထဲမှာတခြားတက်တွေနည်းလည်းမနည်းအောင်များလည်းမများအောင်ထိန်းပေးတဲ့ hormone လိုမျိုးဖြစ်ပါတယ်။နော်အဲ့ဒီ insulin ကနော်ပြဿနာဖြစ်တဲ့အခါမှာနော် insulin အထွက်နေတာပဲဖြစ်ဖြစ်နော်အခြားယောဂါကြောင့်ပဲဖြစ်ဖြစ် insulin ပြဿနာဖြစ်တဲ့အခါမှာဒီ blood glucose ကိုသွေးရင်းတကြားကိုကောင်းကောင်းမထိန်းနိုင်ဘူး။အဲ့ဒီအခါမှာသွေးရင်းတကြားတက်တွေရပ်များလာတယ်။သွေးရင်းတကြားတက်တွေများလာတဲ့အခါမှာနောက်ဆက်တွဲ ထိကြိုက်တာလည်းအများကြီးရှိတယ်ဒါကိုကျွန်တော်စီးကြိုကြောင့်ဖြစ်တယ်နောက်ဆက်တွဲယောဂါများလို့ခေါ်တယ်နော်ဆိုတော့ဒါတွေအများကြီးရှိပါတယ်နော်ဆိုတော့ဒါတွေကျွန်တော်ကာကွယ်ဖို့အတွက်နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင် complication နဲ့ prevent လုပ်ဖို့အတွက်ကျွန်တော်တို့ကဒီဈေးတွေပေးပါတယ်နော် the performance ဆိုရင်900 mg ကနေစပေးတယ်1000 mg 2000အထိကျွန်တော်ပေးပါတနေ့ကိုတစ်ကြိမ်နှစ်ကြိမ်သုံးဖို့သုံးကြိမ်ပေါ့နော်ဒါကတော့ပေးပါဆရာဝန်ညွှန်ကြားတဲ့အတိုင်းပေးပါပေါ့နော်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဒီဈေးတွေကအမြဲတမ်းရေရှည်တော့ရတဲ့ဈေးတွေဖြစ်ပါတယ်နော် ကိုယ်သဘောနဲ့ကိုယ်ရက်လို့မရပါဘူးပြီးတော့စူဂျိုနေနဲ့ပြုတ်အန်တာဝမ်းရှော့တာလေးအနေငယ်ဖြစ်နိုင်ပါတယ်တကယ်လို့စူဂျိုရှိတယ်ဆိုရင်တော့စူဂျိုဆရာဝန်နဲ့ပြသတဲ့နဲ့ဒီဆေးလေးမျိုးတည်းမဟုတ်ဘဲနဲ့လိုရင်တော့တခြား anti diabetic medication စူဂျိုသေးများနဲ့တွဲပြီးတော့လဲပေးပါတယ် Okay နောက်တစ်ခုကကြတော့ကျွန်တော်ဒီ Viagra လို့ခေါ်ပါတယ်เนาะဆိုတော့ဒီတက်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ဟော်မုန်း testosterone ဆိုတဲ့ဟော်မုန်းနည်းသွားတတ်တယ်အဲ့ဒီအခါမှာကျွန်တော်ဒီလိမ့်သိရောနေတာเนาะပြီးတော့ ီ performance ကျလာတာပေါ့နော်စွမ်းဆောင်ရေးကျလာတာဒီစားရပြဿနာတွေဖြစ်လာတတ်ပါတယ်ဆိုတော့ဒါလေးကျွန်တော်တို့ဒီအာပြန်ပြီးတော့ဒီ recover လုပ်ဖို့အတွက်ကျွန်တော်တို့ဒီ say bigra တောက်လို့ရပါတယ်ကျုပ်အမျိုးသားတွေလည်းသိမယ်လို့ယုံကြည်ပါတယ်အာကျွန်တော်တို့ say ပမာဏနေကျွန်တော်50 mg ကနေပြီးတော့100 mg ကိုကျွန်တော်တို့တောက်လို့ရတယ်နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဗီဒီယိုများလည်းရှိပါတယ်နော်ကျွန်တော် channel ထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ်ဆိုတော့ ဟိုတောက်မဲ့ကလာအမြဲတမ်းဆွဲတောက်အောင်မဟုတ်ဘူးစီဂျိုသေးလေးလို့အမြဲတမ်းဆွဲမတောက်အောင်ကျွန်တော်တို့ဒီအလိုအလိုအပ်တဲ့အချိန်မှာပဲတောက်အောင်ဖြစ်ပါတယ်။နောက်ပြီးတော့စူဂျိုအနေနဲ့ကျွန်တော်တို့ဒီခေါင်းကြိုက်တာမျက်နှာညံ့တာစသဖြင့်ဖြစ်တတ်တယ်။မတောက်မဲ့သူတွေလည်းရှိတယ်နော်။တို့တော့ဗီဒီယိုရှိတယ်။အဲဒီဟာကိုကျွန်တော်တို့တွားကြည့်တွားကြည့်လိုက်ပါနော်။ဒါကျွန်တော်အသေးစိတ်အတိအသတ်မှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဒီ ဒီစေးတစ်မျိုးအကြောင်းပြောပြောချင်တာဖြစ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီခုနပြောခဲ့တဲ့အတိုင်းပဲเนาะ testosterone ပေါ့เนาะ testosterone ဆိုတာအမျိုးသားဟော်မုန်းဖြစ်ပါတယ်အမျိုးသားမှာရှိတဲ့ဟော်မုန်းဖြစ်တယ်ဒီဟော်မုန်းကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မဆယ်တွေကြည်အောင်ကျန်းမာအောင်တန်ဆွမ်းအောင်စသဖြင့်အမျိုးသားတွေအတွက်လိုအပ်တဲ့ strength ပေါ့ energy ပေါ့ဒါတွေကိုကျွန်တော်တို့ဖြစ်စီးပေးတဲ့ဟော်မုန်းဖြစ်ပါတယ်အသက်ကြီးလာတဲ့အခါမှာဒီဟော်မုန်းကဖြည်းဖြည်းနဲ့ညှော်နေလာတဲ့အခါမှာကျွန်တော်တို့ကြွက်သား muscle bulk တွေကျလာတယ်ဆွမ်းဆောင်ရည်ကျလာတယ် energy တွေကျလာအစားတွေပြည့်စုံလာတယ်ဝင်လာတတ်တယ်ဒါကြောင့်ကျွန်တော်ဒါကြောင့်ကျွန်တော်ဒီဟော်မုန်း ပြန်ပြန်ပြီးတော့ကျန်းမာအောင်တန်ဆွမ်းအောင်ဒီ testosterone hormone ကိုပြန်ပြီးတော့ဖြည့်ပေးတဲ့နည်းလမ်းတွေရှိပါတယ်။နော်။တောက်ဆေးတွေရှိတယ်၊ထိုးဆေးတွေရှိတယ်၊လိမ့်ဆေးတွေရှိတယ်။မျိုးစုံရှိပါတယ်။အာဆရာဝန်နဲ့တိုင်ပင်ရမှာဖြစ်ပါတယ်နော်။ဆိုတော့ထိုးဆေးဆိုလည်းကျွန်တော်3လနဲ့6လတကထိုးလို့ရတယ်။ဒါဆိုကျွန်တော်ဒီ testosterone hormone ပြန်ပြည့်တဲ့အခါမှာကိုလိုဂျင်နဲ့ကျန်းမာတဲ့ပုံစံကိုပြန်ရမှာဖြစ်ပါတယ်။ဒါပေမဲ့မသုံးသင့်တဲ့သူတွေလည်းရှိပါသေးတယ်။သွေးခဲယောဂါရှိတဲ့သူပြီးတော့ prostate cancer လို့ခေါ်တဲ့ CJ cancer ရှိတဲ့သူတွေကတော့ဒါကို ရှောင်းမှာဖြစ်ပါတယ်သုံးလို့မရပါဘူးနောက်တစ်စေးတစ်ခုကကျွန်တော်တို့ဘေးရเนาะဒါတော့ training ဖြစ်တယ် aspirin ဖြစ်ပါတယ်သွေးကြဲသေးဖြစ်တယ်သွေးကြဲသေးဘယ်တွေတောက်လဲဆိုတော့ကျွန်တော်ဒီနှလုံးယောဂလေးဖြတ်ယောဂရှိတဲ့သူတွေမဖြစ်အောင်ရပြီးတော့ဖြစ်ပြီးတဲ့အခါကျကာကွယ်ဖို့တော့ကျွန်တော်တို့ပေးတဲ့ဆေးဖြစ်ပါတယ်ဆေးပမာဏကတော့81 mg ရှိပါတနေ့ကိုဒီချိန်တောက်ရတယ်အများနဲ့ဆွဲတောက်ရတယ်အစာအထိကန်နိုင်တယ်အစာနဲ့အစာစားပြီးမှတောက်အောင်တောက်ဒါမှမဟုတ် အဆိုင် SSN ညင်းစီတွေဖြစ်တဲ့ Omni Browser, Pando Browser စတဲ့စီးရီနဲ့တွဲပြီးတော့တောက်အောင်ဖြစ်တယ်။ဇာဝင်ညွန်ကြတဲ့တောက်အောင်ဖြစ်တယ်။ရေရှည်တောက်လို့ရတယ်။ပြီးတော့ဆူဂျိုနေနဲ့ခုနပြောခဲ့တဲ့ဒီ gastritis တွေ gastric bleeding တွေစသဖြင့်ဒါလေးတွေတော့ရှိတတ်ပါတယ်။ဒီကကြကြကျွန်တော်တို့ကကျန်းမာတန်ဆောင်းအတွက်ကနော်ကျန်းမာနေဖို့အတွက်ကနော်30ကျော်လာဒီလိုပြဿနာတွေဝင်လာတဲ့ခါကျတော့ဒါတွေကိုမဖြစ်ချင်ဘူးဆိုရင်တော့ကျွန်တော်တို့ကကျန်းမာအောင်နေဖို့လိုပါတယ်။နော်ဆိုတော့ကျန်းမာအောင်လုပ်တဲ့နည်းလမ်းတွေအများကြီးရှိတယ်။ လုပ်ဖို့ပဲလုပ်ပါတယ်ယောဂလုပ်လို့ရတယ်เนาะကျမနဲ့ညွှန်ရတဲ့အစားအသောက်တွေစားလို့ရတယ် exercise တွေလုပ်လို့ရတယ်ဂျာနီလန်အများကြီးရှိပါတယ်เนาะရေကူတာစားပြီးပြေးတာလမ်းလျှောက်တာစပိန်စီးတာအများကြီးရှိပါတယ်เนาะအဲတော့ကျမနဲ့ညွှန်ရတဲ့နေထိုင်မှုလိုအပ်တာပေါ့เนาะဒါတွေလုပ်မယ်ဆိုရင်တော့ကျွန်တော်ဒီအဲ့တော့ကျမ်းမာလာမယ်။ဒါသွင်းကုနာဖြစ်ဖြစ်လာနိုင်တဲ့ဒီယောဂါတွေကိုကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်နော်။ကာကွယ်ပြီးသားဖြစ်နိုင်ပါတယ်။ Okay ဆိုတော့အာဒါသွင်းတော့ကျွန်တော်ကဒီ ခုနဈေး9မျိုးအကြောင်းပြောခဲ့တယ်ပေါ့နော်ဒါတော့အများဆုံးဖြစ်တဲ့ဈေး9မျိုးအများဆုံးတောက်ကြတဲ့ဈေး9မျိုးဖြစ်ပါတယ်နော်ဒါတယောက်ချင်းဒီယောဂမူဒီပြီးတော့တခြားဈေးတွေလည်းရှိနေတာပေါ့နော်ဒါတော့အခုကကျွန်တော်ဒီဈေး9မျိုးဒီကြပြောပြသွားတာဖြစ်ပါတယ်ဟိုမေးမေးမေးမြန်းကြတဲ့ရှိရဆိုလဲ comment မှာမေးထားခဲ့လို့ရပါတယ်နောက်ပိုင်းလည်းဗီဒီယိုအစ်စ်များကိုဆက်ပြီးတော့တင်ပေးသွားမှာ ဖြစ်ပါတယ်ဟုတ်အစ်စ်ဒီဖို့အတွက် notification ခေါင်းလောင်းလေးကိုနှိပ်ပေးပါကျေးဇူးတင်ပါတယ်